ကျမရဲ့မီဒီယာ channel လေးကိုနားဆင်အားပေးနေကြတဲ့စာပေချစ်ပရိသတ်များလုံးမေမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့ဒဇာကန်လို့အမည်ကြတဲ့ရင်းနှင်းပွေရာမိုကင်ဖြစ်ရမန်ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါဦးရှင်။ ဇာတိမန်ဇက်ကအဖွဲပိုင်ရှင်ဖြစ်တဲ့ဦးအောင်ပေါင်းကသူရှိမှမျက်နှာငယ်လေးနဲ့ရှင်းနေတဲ့ဇက်ကလူရှင်တော်ကြီးဦးနှံစိုးအမိခံဦးငိမ့်တို့သားဖကိုတလဲလက်ထဲကစာကိုတလဲကြည့်ပြီးမျက်နှာတာမုံမုံတုံတုံဖြစ်လာတဲ့ဒီလိုနေမျိုးကြမှာပြဿနာပေါ်ရတယ်လို့ဗျာအခုရောသူတို့ဘဲကိုရောက်သွားပြီလေဗျာကျွန်တော်လည်းဘာမှရေးရေးရှားရှားရဲလို့မသိပါမို့ဆရာရင် ဟော်ရီကသားငယ်ဆုံးကအင်းကလိုက်လာပြီးတော့ဆလာပေးတာနဲ့တိတိကျင်လိုက်လာတာဗျာ သမီးနဲ့အေးရီကောင်လေးပတ်သက်နေမှန်းတော့ရိမ်းစားမိပါရဲ့ဒါပေမဲ့တအိုးနေတူဘာမှတက်ကင်းထားစရာမရှိလို့ဝင်မလျှောက်ခဲ့တာပါဒီလောက်ကြည့်လဲမြဲမြဲဆန်းဆန်းဖြစ်သွားလိမ့်မယ်လို့မထင်လို့ပါဒါပါလေဒါကခမရဲ့အိမ်နည်းရေးပဲကျွန်တော်နဲ့ဘာမှမဆိုင်ပါမို့အခုပြောချင်တာကငွေရေးကြည့်ရေးပြခမရသမီးစပယ်တင်ကဒီဆက်ကအဖွဲမှာစာချုပ်ချုပ်ထားတာတက်တန်းပြေးဖို့တနေ့ကျော်လိုသေးတယ်ဗျာ ဒါကိုကျွန်တော်ကမြင်မြော်လို့ပြောရမှာမဟုတ်ဘူးနော်ခင်လာကတပိုင်းစီပေါ်ရင်းနဲ့အလုတောင်ဝင်ကတပိုင်းတက်တက်ခွဲထားဖို့ပြောရပါအစကလေးကလူအင်ဟာအပြေးဝလုံလောက်မရှိလို့နင်းနေနေကြည်ကြည်ဝိုင်းထားတဲ့အချိန်မှာအခုလိုဖြစ်ရတော့အဖွဲအတွက်နာမည်ပြက်တာပေါ့ဗျာဒီနေ့ညပြတ်တာတင်ဆက်မယ့်အစီအစဉ်ကိုအတိအကျကြီးညာပြီးသားဗျာဖြုတ်လို့လည်းမဖြစ်တော့ဘူးအဖွဲတော်နာမည်ပြက်တော့မယ်ဗျာခတ်တာကခမည်းသမီးနေရာမှာလေအစားထိုးဖို့လူကမရှိဘူးဗျာလူရှင်တော်နှမ်းပြီးဆုံးအောက်သက်သက်ဖြစ်တော်ရင် အမှန်ဖြင့်သူသည်မိစပယ်တင်ကဒီဆက်ကအဖွဲမှာ အရေးပါအရာရောက်သူတဦးတော်မဟုတ်။တာမန်ဂျမ်းပါဂျမ်းကျင်သူတဦးဖြစ်တဲ့သူသည်မိရဲ့ဆက်ကပညာရည်ချင်းကတခြားဂျမ်းမမေတဦးကိုအလဲတကူဝင်ရောက်အစားထိုးနိုင်လောက်တဲ့အနေထားမှာရှိတယ်။ ဒါပေမဲ့တခုတော်ရှိတဲ့စပယ်တင်ကတခြားမြည်သည့်ဂျမ်းမမေတွေကလုံးဝစိတ်ကူးထဲမှာမထဲဝင်တဲ့အလုတ်တခုဖြစ်တဲ့ဓာပေါက်ခံခြင်းကိုဒါဝိဆာဥပလာနေတွေ့ပြီးသက်ရှိပြင်းမဲ့အဖြစ်တောင်းဝင်ယူရတဲ့မင်းကလေးတူဖြစ်တယ်။အမှန်စစ်စစ်ဒီနေရာကလည်းအရေးကြီးခွင့်ကျေဖြစ်လောက်တဲ့ကိစ္စတော်မဟုတ်။ဦးအောင်မောင်ရဲ့သဘောတူညီချက်သာအဓိကဖြစ်တယ်။ဒီပြားခွက်တခုကိုချန်လှပ်ပြီးအရေးပေါ်တခြားစိတ်ဝင်စားကြပြားခွက်တခုအစားထိုးရင်လည်းဖြစ်တယ်။ အခုတော့နှစ်ပေါင်းများစွာတစ္ဆာရှိရှိလက်တွဲခဲ့သူလေရွှင်တော်နှံပြီးဆုပ်ရည်မျက်နှာကိုမှမငေးကွက်ဖဲစာချုပ်စကားငွေကြီးစကားခေါ်ခြင်းကိုနှံပြီးဆုပ်တရားအသေးနာမိရင်နှံပြီးဆုပ်ရည်မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီးဖြောင်းအကြက်ကန်ရန်မသိတော်လို့ဦးအောင်မောင်ကတနည်းညံစင်တော်၏ဘလို့လုံးမလဲဗျာဓားပေါက်ခန့်တဲ့စပေတိနေရမှာလူစားဝင်လို့ရဲမဲ့သူတယောက်တော့ကိုငင်းရရှာပေးရမယ်နှံပြီးဆုပ်ခေါ်ဦးငင်းတရားဝမ်းသာတော်ရင် ဟုတ်ကဲ့ဖြစ်ပါရဲ့ဆရာကျွန်တော်ကိုယ်တိုင်နဲ့ဝင်ပြီးတော့လုပ်ပေးပါမယ်မဟုတ်သေးဘူးဗျပြည်သက်ကခမည်းကိုဟာသားနေနေပဲဆွဲလန်းထားပြီးသားမလားအခုလိုသဲထိတ်ရင်တော့ဘဝင်တုံပြကွက်မျိုးကအရွယ်လေးငယ်ရမယ်ပြည်သက်ကလည်းချိရမယ်ပြည်သက်ရင်တမမဖြစ်နိုင်တာကခမည်းသည်လို့တတိကောင်းနဲ့ချိစရာကောင်းနဲ့မိမပြုတ်ရဲနေမှာဖြစ်မှာဗျဒါမှမဟုတ်ရင်လေပြိတက်ကတနာစီမေဂိယုနာသက်စီမေကလင်းငယ်မျိုးမှာဖြစ်မှာဗျအေးဟုတ်ပြီဟုတ်ပြီ ဦးအောင်မောင်ကနံပီစုတ်ရဲ့သားငယ်ဆုံးမောင်တမ်မနီကိုငဲကြည့်ရင်းနဲ့ပြောလိုက်တယ်။ဦးနံပီစုတ်ကသူတို့နှစ်ယောက်စကားအချီချပြောနေတာကိုစိတ်ဝင်တစားနားထောင်ရင်းရကြည့်နေတဲ့သားငယ်လေးကိုမမတ်ကြီးရက်နေတဲ့သူ့ရဲ့ရင်ခွင်အောက်ကိုဆွဲတင်လိုက်တယ်။ဒါတော့မလုပ်ပါနဲ့ဆရာရဲ့ကျွန်တော်သားလေးအသက်ကအခုမှ၁၀နှစ်တောင်ပြည့်တတ်သေးတာမဟုတ်ဘူး။တခြားနီစီစဉ်ကြည့်ပါလားဆရာရဲ့ကျွန်တော်သားလေးတော့မလုပ်ပါနဲ့။အင်းကျွန်တော်ကအတင်းကျပ်မတိုက်တုံးမှမို့ ခမ ्या မှာရောစရာငွေကြေး2000 3000များရှိခဲ့ရင်ဒါမှမဟုတ်ရင်ခမ ्या သမီးရဲ့မင်္ဂလာဥကာလမှာရုံးမြင့်ကနာအမှုခင်းမြို့ရင်းဆိုင်ရွေးရှိခဲ့ရင်တော့ကျွန်တော်ကစကားရှုပ်ရမလိုဘူးပေါ့အခုဟာကလည်းခမ ्या သားတော်မောင်ကိုမေးပါအောင်ဘလို့လဲကွာမောင်တမ်းမင်းမင်းဖေနဲ့မင်းမအခက်ခဲဖြစ်နေပြီကွာဒီမဆရာကလေးကိုကျွန်တော်တို့စီးပွားရေးကိစ္စတွေမပြောပါနဲ့ဗျကျွန်တော်မကြိုက်ဘူးကောင်းပါပြီဗျကဲမောင်တမ်းမင်းလေးမင်းကနမေနဲ့လိုက်အောင်စိတ်တက်ကလည်းတမ်းမင်းလို့ခိုင်းပါပါရင်ဟုတ်လား မင်းဒါဝိဆာကိုဗလာရဲ့ဓာပောက်ခံကိုကြည်ဘူးတယ်မလားဘန်းနဲ့လေမင်းမမနေရမှာမင်းအစားတို့လုံရဲပါမလားမင်းကိုမတိအောင်ကက်လွဲလေးပေါက်မှာပါကွာအေးမင်းရဲ့ဦးကောင်းဘော်ကပန်းသီးကိုတော့တိအောင်ပေါက်ရလိမ့်မယ်ဘန်းနဲ့လေဝင်လုံရဲပါမလားမဖြစ်ပါမို့ဆရာရဲ့ကျုပ်သားဓာပောက်ခံလို့ဘလို့နီးနေမှာမဖြစ်နိုင်လို့ပါနန်ဘီစုတ်ကကြောင်အားလှန့်အားနဲ့ငင်းကန်လိုက်တဲ့ဦးအောင်မောင်ကတင်းမာရဲ့လေးတန်းကက်ချန်နဲ့မျက်နှာထားနေတယ် ဒါဖြင့်လည်းပြီးရပါပဲခမယာသမီးရဲ့ကိစ္စဝင်းနထောင်သုံးထောင်ရောဖို့သာအစင်းသိမြင်ထားတော့မောင်တမ်းမင်းကချွေသည်ချေပောက်တည်းများမျက်နာပေါ်ကို စီးကြနေတယ်ဘာကင်ရဲ့အကြက်တဲကိုရိတ်စားမိုံသာမကဘာကင်ကိုသူ့ရှိမှမမဲပြောဆိုနေခြင်းကိုမကန့်ကျင်စိတ်ကဖြစ်လာခဲ့တဆက်တည်းမှာပဲအမားဖြစ်သူအပန်းခံရမယ့်အရေးကို တွေးဆပြီးလူကြီးကလေးတဦးပမာတက်တက်လက်လက်လေးဝင်ပြောလိုက်တယ်ဖြစ်ပါတယ်ဖေးရဲ့ဦးဘလာလက်တည်တာတားလေအတီသားပဲ တေတာပြာကြည့်ရှိငင်းငိမ့်လေးချက်နေအောင်မပဲဥစားဘာခတ်တာလိုက်လို့မမဆိုရင်အဲ့ဒီဆက်ဝိုင်းပြာကြည့်လေးတဲ့အတိုင်းလိုက်ပြီးတော့လေရတာရဟစီရတယ်လို့ပဲလို့တောင်းမှပြောဘူးသေးတယ်ဗျကျွန်တော်လှုပ်ရဲပါတယ်ဦးဦးပလကိုလည်းတအားယုံပြီးသားပါလာပြန်ပြီတကောင်မင်းတို့မောင်မကမိဘစိတ်ဆင်းရဲအောင်လို့အမျိုးမျိုးညှင်းဆဲတာပဲอืมဟိုအမတို့ကလည်းဒီလိုပဲမအေကမကြည့်ရမမြင်ရလို့ရားတလောက်လေးနဲ့ပဲစားပြစေသမီးရဲ့ အန်နီရရှိတဲ့သက်စွန်ဆန်းပြားနေတော့ဂျေဇူးမဆက်ပါနဲ့လို့အကြင်ကြင်ရှစ်ခိုးပြီးတော့တောင်းပန်ခဲ့တာဒါကိုတောင်းမရခဲ့ဘူးအခုလဲတကောင်လာပြမယ်ဇပဲတင်းနဲ့မောင်ဇပဲတင်းလိုပဲလုံးပါလားဒိုးစင်စကဝိုင်းတွင်းကိုဒါဝိဆာဥပလာရောက်လာပြီးစကားဖြက်ကဥအောင်မောင်ကစီးကျူလဲတင်းဟောကိုပလာလာလေဗျာအခုပဲခမ ्या ချောင်းကို ပြောင်းနေသေးတာဗျာဥအောင်မောင်ကအချိန်ဒီကို အသေးစိတ်ရှင်းပြလိုက်ပြီး ဥပလာကတည်တည်ကြာကြာပဲနားထောင်လိုက်တယ် ကျွန်တော်ကတော့ဗျာကိုပညာအတင်းဆောင်မဖြစ်အောင်လို့အာမခံနိုင်နေဗျာဒါပေမဲ့နှံပီစုပ်တို့သားဖကရုံမို့ရေးကြီးတာပါဘာနဲ့လဲကိုငိမ်ကျွန်တော်ဘုံယုံကြည်ချက်ရှိရဲ့လားနှံပီစုပ်ကခေါင်းကိုမငိမ့်ချင်ငိမ့်ချင်နေငိမ့်ပြလိုက်တယ်ကဲပါလေဦးနှံပီစုပ်ကြီးလည်းစိတ်ချမ်းသာအောင်ကိုအောင်မောင်းလည်းအဆင်ပြေအောင်ကျွန်တော်ညှိပေးပါမယ်ဒီလိုလုပ်ဗျာစဝိုင်းပြလဲတဲ့အစီအစဉ်ကိုကျွန်တော်ဖြုတ်ပြလိုက်မယ်စဝိုင်းကိုလှည့်ပေးကြမလို့တော့ဘူးပေါ့ဒီအတိုင်းငိမ့်ငိမ့်လေးရက်နေရင်ပြီးရပါပဲဗျာ ဒီလောက်တော့နှစ်ဖက်စလုံးသဘောတူကြပါဦးအောင်မောင်ကဦးပလာရဲ့စကားကိုလက်မခံတော့လဲအာနာဘာနာနဲ့သဘောတူလိုက်တဲ့နန်ပြီးစုပ်ကြီးဦးညင်းခမကောင်းကင်စိတ်ကြပြီးငိန်နေုံမှတပါတခြားမတန်းနိုင်ခင်ပြပွဲချင်းတဝဲကျူးလူပင်ပြခွင်ပြခွက်အများပြပြတာပြီးပြီးဖြစ်လို့ပြိတ်သက်များမျက်စိညာဦးနာရာရိုးဤလာပင် အဲ့ဒီနောက်အကြာအမြင့်ပညာရှင်ဦးသမားရီကစင်မော်ကိုတက်လာပြီးပြည်သက်များကိုဦးညွန်ကာရဝပြုရင်းဦးနန်ပြည်စုကတေတာတင်မုံချက်တစ်ခုကိုရှူပြီးမြေပြူခဲနှခဲကိုအသင့်ခိုင်းဆောင်ထားရင်းဦးသမားရီကမျက်နာကိုပဝါနဲ့အုပ်ပြီးခက်ခွာခွာအနေထားမှာကြောခိုင်းပြီးရက်နေလိုက်တဲ့နန်ပြည်စုကကြောက်တဲ့မုံမုံမှာမြေပြူခဲနဲ့ရေးကျင်ရာ စားသားများ၊ကိန်းကနန်းများ၊အယုံများ၊ဆဝိုင်းလေးတောင်များကိုရှောင်ရည်လိုက်တဲ့ ဥဒမာရီကမလွဲမတန်ပြောနိုင်သူပြည်သက်များသဘောကျပြီးနံပီဆုပ်ရိပ်ဟာတမှုကြကြောင့်တဝါဝါပွေးကြကုန်နေဒိုးစင်မှာပြည်သက်တို့ကမကြည်မနှက်နဲ့တောင်းအော်လို့ဇက်ယုံတစ်ခုလုံးငြိမ်သက်သွားတယ်။လုံမနေနဲ့ဗျာဇက်တိုက်ထားတာတွေရိုးနေပြီဗျတော့မတော့ဗျာနံပီဆုပ်ကစိတ်မဆိုးပဲခက်ပြီးပြီးမူကြနေအစကလေးကဒီလိုထင်ကြလိမ့်မယ်လို့တက်စားပြီးသားပါဗျာဒါဖြစ်ရင်ဒီလိုလုပ်ပါ ကျွန်တော်တို့ကပြည်သက်များစိတ်ပညာဆန်းရင်나이ဝဲချိန်ပေးပါမယ်။တရားပိတရားစင်မော့ကိုတက်ပြီးနှစ်သက်ရာမေခွန်း၃ခုကိုမေးကြပါဗျာ။ကနန်းနံပါတ်ပစ္စည်းအမျိုးအမည်အချိန်나이စသဖြင့်အကောင့်ထဲနဲ့ရေးတက်လို့ရတာကိုလာမေးကြည့်ပါ။ဉာဏ်ဆက်သဘောမျိုးပေါ့။ကဲဥဒ္ဓမာရီခမပညာကိုပြည်သက်တွေနဲ့ဆွေးနွေးအောင်ပေါ့။ကျွန်တော်ကတော့ဘိုင်းစကောက်ထဲမှာလှုပ်ရှားရှိရလေးလှုပ်ဖို့သွားလိုက်ပါအောင်မေ။နံပါတ်စုတ်ကပြပြဆူဆူနဲ့ဇက်ကုံနောက်ထဲကိုဝင်သွား၏။ ပြည်သက်များကစင်မောကိုတယောက်ပြီးတယောက်တက်လာပြီးဥဒမာရီကိုပညာစံနေခမားအင်းကြီးအိတ်ထဲမှာဘောပင်တစ်ချံပတ်စံ20တော်ရဲတစ်ခုရှိတယ်။음ညီလေးရဲ့လက်ကနာရတနာရီခွဲကိုပြနေတယ်ဒါမှနေတယ်ကွယ်အချိန်က7နာရီထိုးဖို့10မိနစ်သာလိုတော့တယ်ဒါကလည်းခမားတိချချွေထားတာပါမိတ်ဆွေရဲ့ကားနံပါတ်ကအာမြင့်ဆောင်9335ပါပြည်သက်များအန်အော်ချီမွန်ပြီးစင်းဝင်တစားရှိနေကြတယ် ထိုအချိန်မှာဇက်ကုံနာခွေအခန်းကန်လေးတစ်ခုတင်းမှာဆရာဆရာကိုဘလားအော်ကိုငိမ့်တို့သားပါလားလားလေးဗျာကျွန်တော်လည်းခုမှပဲဖျားဝေးပြူအမြတန်းဝေးစိတ်ညစ်အောင်တို့ပရိစိတ်မလို့ပြင်းနေတာဗျာဟုတ်ကဲ့ကျွန်တော်သိပါတယ်ဗျာအခုဆရာရဲ့ကိစ္စတွေပြီးတာမြင်လို့ကျွန်တော်ဝင်လာတာပါကဲတာမင်းဦးကိုကတော့လိုက်ပါမောင်တမ်းလေးကဖခင်ညွန်ပြတဲ့နေရာမှာခရွရွဝင်ထိုင်ပြီးလက်အုပ်လေးကြီးကဒါဝိစာဥပလကိုကရောဝေးပြူတယ် မောင်တန်မင်းလို့ခေါ်ပါရဲ့ဆရာကျွန်တော်သားငယ်ဆုံးလေးစွန့်ခန့်ရင်နဲ့ငှက်တင်တာပါဆရာရင်မအေးကသူသမီးအလိမ္မာတုံးကြီးရေခဲ့တဲ့စားကိုပိုခိုင်းရင်ကရောက်လာခဲ့တာပါရောက်လာရင်နဲ့လေအခုလိုချင်းနေဖြစ်တော့ပါဆရာ အေးဗျာဘာပဲဖြစ်ဖြစ်ပေါ့လေကိုငြိမ်စိတ်မပူပါနဲ့ကျွန်တော်သားလေးမှအပြည့်ရှိရင်လဲခွင့်လွှတ်ပါဆရာရင်ဟာဗျာကိုငြိမ်ကလည်းဗျာပောက်ပောက်ရှားရှားပြောမနေပါနဲ့ကလေးကဘာဖြစ်လို့အပြည့်ရှိမှလဲဗျာခမည်းစိတ်တွေသိလို့ရှားနေပြီစိတ်ကိုငြိမ်အောင်ထားပါဗျာ ကမ ्या သားအဖျားနဲ့ချင်းမိရာလောက်တောင်မှထိခိုက်မှုမရှိစေရပါဘူးဗျကျွန်တော်ကိုယုံစမ်းပါဟုတ်ယုံယုံပါရဲ့ဆရာဆရာကိုယုံလဲယုံပါရဲ့ယိုလဲယိုသေးပါရဲ့ဒါပေမဲ့ဆရာရဲ့ဆရာစိတ်မဆိုးဘူးဆိုရင်ကျွန်တော်ကိုစကားနည်းနည်းလောက်တော့ပြောခွင့်ပြုပါဟောမဆိုးပါဘူးဗျပြောမှသာပြောပါရေရေပြောပါဗျဟုတ်ကဲ့ပါရေတန်ကရေမာသေးရတယ်မွေးသမမွေးကစားရင်းနဲ့သေးရတယ်ကားကြောင့်ကျန်းကျင်နေသူကလည်းကားမောင်းရမ်းလို့ဒုက္ခရောက်ရရဲ့ဆရာ ဘလောက်ကြမ်းကျင်နေလုပ်ငန်းမေဖြစ်ပါစေတစ်ချိန်မဟုတ်တစ်ချိန်တော့မတော်မဆဖြစ်တတ်ပါလေရှင်။ဒါပေမဲ့ဆီရလိုဓာကစားတဲ့ဓာသမားတယောက်တည်းမတော်မဆမှုကဆီရကိုအနည်းမဖြစ်စေဘူးဆရာ။တကယ်တမ်းပြောရရှင်သူများတွေခါတွေကကိုပညာနဲ့ကိုအသက်ကိုလောင်းကြီးထက်ပြီးကိုမကိုခံကြသူတွေပါ။အေးဓာပေါက်ကစားသူနဲ့ဓာပေါက်ခံရသူကြတော့သူများအသက်နဲ့ကိုပညာသူများပညာနဲ့ကိုအသက်မျက်စိဆုံးမိပြီးမစီမဆိုင်နဲ့လောင်းကြီးထက်ကြတာပါဆရာ။ ရှင်ရှင်ပြောရင်ဆရာဓာပေါက်ခံရက်ပြီးတဲ့သူကအစွန်စားရတော့သူလို့ပြောရင်လေရပါတယ်ကျွန်တော်သမီးစပယ်တင်းကဝမ်းစာရေးအတွက်မိဘကိုငေးပြီးသူ့ရဲ့အသက်ကိုဆရာဘက်ကပြီးရတာပါဆရာသားတစ်ချက်လက်ချော်လိုက်ရင် သူဒီမှာသိပါတယ်ဒါပေမဲ့ထမင်းဆရာထမင်းဒီထမင်းလေးတလုံးစားဖို့ရှိမိဘကမလုံးစေချင်တဲ့အလုပ်ကိုမိဘစကားနားမထောင်နဲ့မိုက်မိုက်မဲမဲနဲ့လုပ်ခဲ့တယ်မလိမ္မာချင်းတပုံးတစ်ခေါက်နဲ့ရှာဖွေကျေးဇူးဆက်ခဲ့ရဲ့ဆရာ အခုတော့သူချီသူကမိဘတားများတဲ့လုပ်ကိုကျွန်တော်သမီးကိုတားသွားပြီဗျာငွေရေးကြီးရေးစားချုပ်အရှုပ်ချင်းကြောင့်ကျွန်တော်သားလေးကဓာတ်ပေါက်ရရင်ဘက်ကောခံတယ်လို့ဖြစ်နေတယ်ဆရာစားစရာမရှိတဲ့ကြောင့်ရောစရာတွေဖြစ်လာတော့ကျွန်တော်ဘာတတ်နိုင်မလဲဆရာရဲ့ဘအေးနဲ့အမအတွက်မကန်စင်စိတ်ကြောင့်ခေါင်းငိမ့်လိုက်ပေမဲ့အသက်က၁၀နှစ်တောင်ပြည့်တဲ့သေးတာမဟုတ်ဘူးဇက်ခုတ်အောက်ကလက်ခုတ်တန်တဖြောင်းဖြောင်းတီးပြီးအောဘာဘီသဘောကျတတ်တဲ့ပြိတ်တဲ့အစင်ပဲရှိပါသေးတယ်ဆရာဒီလူမမေလေးက စာချုပ်သက်တမ်းပြီးတဲ့အထိပွဲစဉ်မှောင်များများစွာမှာဆရာနဲ့တွေ့ရတော့မယ်။တကြိမ်မဟုတ်တကြိမ်တော့မတော်မဆဖြစ်နိုင်တယ်ဆရာ။ကျွန်တော်ကိုခွင့်လို့ပါဆရာရဲ့ကျွန်တော်ကိုသနာရဲ့သားလေးရဲ့ဓာတ်ပေါက်ကစားတဲ့အခါတိုင်းကိုပို့ပြီးတော့ဂရုစိုက်ပေးပါ။သားလေးအတွက်ဘေးမသိရှံမခောင်းလို့စောင့်ရှောက်ပေးပါဆရာ။ကျွန်တော်ဆရာအတွက်ကြုံတယောက်လို့သီးတဲ့ပြီးကျေးဇူးဆက်ပေးပါမယ်။လွေရှင်တော်ကြီးနန်းပီစုတ်ကလိမ့်ကြစီစင်းလာတဲ့မျက်ရည်စားများကိုတုပ်ပြီးငေးမော်ကြည့်နေလိုက်တဲ့ ဒိုးစင်ခရာတုတ်တန်ကိုကြားလဲရရင်ဟော့ကျွန်တော်လည်းရောက်လာပြန်ပြီဆရာဒါပြီးရင်ဆရာလည်းပဲတာဥပလာနဲ့နေခဲ့တော့ဖေဖေသွားအောင်မေနန်ဘီစုတ်ကစင်မောတက်ပြီးဒါဝိဆာဥပလာကိုဖိတ်ခေါ်လိုက်တဲ့နန်ဘီစုတ်ကဥကောင်းကိုညွတ်ပြီးဇက်ကုံနောက်ကိုပြန်ဆင်းသွားတယ်ဒါဝိဆာဥပလာကဓာတိတာကိုဆဲကင်ပြီးဇက်ခုံမောကိုတက်ခဲ့တယ် ဇက်ခုံဘတ်တောင်မှရှိတဲ့ဇပွဲငယ်လေးပေါ်မှာဓာတိတာကို ဖွင့်ပြီးဓာများကို စီစီနေချိန်မှာလူရှင်တော်ပြိုင်းကလေးကတစ်သားဆောင်းဝိုင်းပြားတစ်ခုကိုတခြားတစ်ဖက်မှာဆိုက်ထုတ်လိုက်တယ်။ဦးအောင်မောင်ကတမဏိကိုဇက်ခုံနောက်မှာပြောအမိတ်စကားကို သင်ပေးလိုက်တယ်။မင်းကိုပြိုင်းကလေးကမေးလိုက်မယ်။အခုလိုဓာပောက်ခန်းတာဘာလို့လဲလို့မေးရင်ဒါတို့ဗမာလူမျိုးဇာတိမှန်ကိုကဘာကသိအောင်ပြည်သက်ရှိမှသိချင်းသေးပါသေးဆိုပြီးစွန်စားတာဘာလို့ပြောရမလဲတော့။ အေးဇက်ကုံပေါ်ရောက်မှကြောက်တယ်လို့လို့လန့်တယ်လို့လို့တိတိငုံကလှုပ်နေရင်တော့မင်းပြေလေပဆန့်ရောအမေမင်းမလည်းဖမ်းခဲ့ရမေကြာလာမောင်တမဏိကကြောက်ကြောက်ရွံ့ရွံ့နဲ့ကောင်းငင်ပြရင်ဒိုးစင်ပြိုင်းကလေးရောက်လာပြီးမောင်တမဏိကိုလာခေါ်တော့ရင်မောင်တမဏိကတေမင်းကြတရားခံလူသက်ကုံးကို လိုက်ပါရတယ်လို့ဒုဆုပ်ဒုဆုပ်နဲ့လိုက်ပါတော့ရင်ကဲမောင်စောဗလောင် အခုလိုတသည့်ရှိရှိနဲ့ဓာပေါက်ခင်ရတဲ့ရည်ရဲချက်ကိုအိုးပြိုင်းကိုပြပြပါအောင် ပြန်ကလေးကမိုက်ခရိုဖုန်းကို မောင်တမနီရဲ့ပါဇက်ရှိမှာတော့ပြီးအတာကတာလိုက်တဲ့မောင်တမနီရဲ့ပြင်းထန်တဲ့အသက်ရှူစဉ်ရင်တဒိတ်တိတ်ခုန်သန်တွေက အသံကျက်စင်းမှတစင်ဇက်ခွင်တစ်ခုလုံးအတိုင်းသာကြားနေရပြီးဦးနံပြီးစောကကားလေးနောက်မှာ အသက်မရှိသလိုတောင်းတောင်ကြီးဖြစ်နေရမှာမျက်လုံးအပြူသာငေးလေးမကြည့်ရဲမျက်နှာလေးမလွဲရနိုင်ဖြစ်နေခဲ့တယ် ။ဦးနှံပြီးဆုံးရဲ့ရှင်အောင်ကဘားဖို့တကယ်သူနေကြည့်မြင်ကြည့်လှမ်းထနေရဲ့ကြားမှာတားပြည့်သူရဲ့စကားတန်ကိုနားဆွင့်ပြီးတယ်။ကြဲလီကွယ်မင်းတတိရှိရှိနဲ့ဓာပောက်ခင်ရတဲ့ရည်ရွယ်ချက်ကိုဘဘဘကြီးဦးအောင်မောင်ကိုကြောက်ကြောက်လို့ပါဟင်ဒိုစင်ဦးပလာကဓာတ်ကုတ်အသာဆန်းနေရာမှာရုတ်တရက်မချိန်ချဲပဲပြုတ်လွန်လိုက်တဲ့ လေရဲတပြဲကြောင့်ရွေလျားတော်ရဲ့ဓမြောင်းအိုကမောင်သမီးရဲ့အိုကောင်ထက်မှပန်းသီးကိုထိမှန်ပြီးပန်းသီးရောဓာပါကျမ်းမြင့်ဘော်ကိုပြုတ်ကြတာလေတပြိုင်နဲ့မောင်သမီးရဲ့အိုကောင်တဲ့ဇက်ကနေငိုက်ကြသွားတယ်။ပြိုင်းကလေးကမောင်သမီးရဲ့မျက်နှာပေါ်ဝါကိုခက်မြန်မြန်ဆွဲဖြုတ်ခြင်းအလက်တကြားနဲ့အော်လိုက်တဲ့ကကလေးသတိလေးပါပြီဗျ။အဖွေသားများရုပ်ရုပ်သေးသေးဖြစ်သွားကြရင် ။ဥပလာကတောက်တချက်ပြင်းပြင်းထန်ထန်ခေါင်းရည်ဓာတိတာကိုစောင့်အောင်ပြီးပေးလိုက်တယ်။ပြီးမှကျမ်းမြေမော်ကြနေတဲ့ဓာနဲ့ဘန်းသီးကိုကောက်ပြီးအန်ချိန်ထားတယ်။ဇက်ခုံနောက်မှာတော့လူများရုပ်ရုပ်သေးသေးဖြစ်သွားကြတယ်။ဘာမှမဖြစ်ပါမို့ကွ။ကလေးကအကြောက်လွန်ပြီးဒိဋ္ဌိလစ်သွားတာပါ။ဇက်ကလူရှင်တော်အဝေးစားဖယူဖျင်းနေဦးနံပြီးစုပ်ကတားငိတ်ကိုပွေးဖက်တိုင်းဦးအောင်မောင်ကကိုအပြည့်နဲ့ကိုမိုးငိမ့်ချက်သားကောင်းနေလိုက်တဲ့ ဥပလာကဓာတ်ကိုကြည့်ကြပါအောင်စုပ်ကိုင်းပြီးရောက်လာခဲ့တယ်။ဒီမှာဦးအောင်ဒီနေ့ရစားပြီးလူကိုဓာတ်နဲ့ပောက်တဲ့ပြခွက်ကိုကျုံမပြနိုင်တော့ဘူး။ကျုံသဘောနဲ့ကျုံရှုံသိမ့်နေ။ဒါဝမမကြည့်နိုင်ရင်နောက်ပွဲစဉ်တွေမှာခမားကိုယ်တိုင်ထွက်ပြီးတော့ကပုံ။ကြည်ကြည်နဲ့ပါလေကိုပလာရဲ့သဘောပါပဲ။ဓာတ်ပါတော့လေကျုံမေးချင်တာတခုရှိသေးတယ်ဗျ။တကယ်လို့ခမရကိုဓာတ်နဲ့ထိုးမယ်ဓာတ်နဲ့ပေါက်မယ်ဆိုရင်ခမရဘယ်လိုခံစားမလဲခမရပြလူစိတ်ကိုမရှိဘူး ဥပလာကတင်းမာရဲ့မျက်နှာထားနဲ့ရုတ်တရက်ချင်းကပ်လာပြီးဥဝမောင်ထားပြီးရန်ကြိုးစားတော်လေနောက်ကျသွားရင်ဥပလာကဥဝမောင်ရဲ့ဝမ်းပိုက်ကိုဓာနဲ့တစ်ချက်ပြီးတစ်ချက်ထိုးပြီးဂျင်းနဲ့အာရှရဲ့မျက်နှာထားနဲ့ရုတ်ကိုနံပြီးဆုံးခမားသားကိုကြုတ်ပုတ်တဲ့ဓာနဲ့ဥဝမောင်ကိုဆုံးမပြီးပြီးခမားသားနှုတ်ရင်ဒီဓာလေးကိုပေးလိုက်ပါကဲကြုတ်သွားမယ်ဗျာ လူအားလုံးကဝမ်းပိုက်ကုန်နေပြီးမျက်လုံးအပြူသာထွက်နေတယ်။ကိုအောင်မောင်းကိုတလေနာပီစုပ်ရဲ့လက်ထဲမှာဓာတ်ကိုတလေငေးကြည့်ပြီးဂျောင်းဝမ်းအန်းနေဖြစ်နေခဲ့တယ်။ဟောကိန်းဇလန်လေးကိုအစမ်းတီနာဆင်ပေးကြတယ်။ပြည်တဲ့များလုံးကိုကျေးဇူးများကြီးတင်ပါရဲ့ရှင်။ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပေးဖို့တောင်းဆိုပါရစေရှင်။